Adobe Photoshop မှာအရန်သုံးဝင်တဲ့လေယာပွားတာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီရက်သင်ခန်းစာလေးမှာအသေးစိတ်မျှဝေပေးမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထောမှာကျွန်တော်တို့ Photoshop ထဲမှာအခုလိုမျိုးပုံစံလေးတွေကျွန်တော်တို့ဆွဲဖို့ရာအတွက်ဆိုရင်လေယာပွားတာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်နားလည်ထားမှာကျွန်တော်တို့အဆင်ပြေမှာဖြစ်ပါတယ်။ဒီတော့ဒီရက်သင်ခန်းစာလေးမှာတော့အခုလိုမျိုးပုံစံလေးတွေကိုကျွန်တော်တို့လက်တွေ့ဆွဲပြပေးသွားမှာဖြစ်တဲ့အတွက် ျွန်တော်တို့ Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Photoshop software ပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးစာရွက်လေးတစ်ရွက်ခေါ်လိုက်ပါမယ် File နဲ့ပြီးတော့ New ဒါမှမဟုတ် Control ရဲ့ Enter နဲ့ပြီးတော့ကျွန်တော်တို့ Photoshop မှာစာရွက်အသစ်ခေါ်လို့ရပါတယ်ဒီတော့ဒီရက်ထဲကနေပြီးတော့မှကျွန်တော်တို့ကစိတ်တိုင်းကျကျွန်တော်တို့စာရွက် site လေးတွေခေါ်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရက်နေရာလေးရနေပြီးတော့မှ pixel တွေ cm တွေဖြစ်နေတယ်ဆိုရင်တော့အင်းချက်ဆိုတဲ့လက်မကိုကျွန်တော်တို့ရွေးပေးထားပါမယ် ဒီမှာတော့ကျွန်တော်တို့က white ကိုလည်း၆ထားလိုက်မယ်။ကျွန်တော်တို့ဒီမှာ height ကိုလည်းကျွန်တော်တို့၆လောက်ပဲထားလိုက်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အလျားရောအမြင်ရောကျွန်တော်တို့ဒီမှာ၁လောက်စီပဲထားထားမယ်။ resolution ကိုတော့300ထားမယ်။ RGB color mode လေးပဲရွေးထားခဲ့ပါမယ်။ဒါလေးတွေအားလုံးကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်တော့ create ဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်ပါမယ်။ဒီတော့ကျွန်တော်တို့ဒီမှာစာရွက်လေးတစ်ရွက်ကျွန်တော်တို့ရောက်ရှိလာလိမ့်မယ်ပေါ့နော်အဲ့တော့အလျားကကျွန်တော်တို့6လက်မှရှိမယ်အမြင့်ကကျွန်တော်တို့6လက်မှရှိတယ်စာရွက်လေးတစ်ရွက်ကျွန်တော်တို့ရောက်ရှိလာပါလိမ့်မယ် ဒီရစာရွက်ထဲမှာကျွန်တော်တို့က guideline လေးတွေသတ်မှတ်ပါမယ်အလဲကောင်စင်တာအညီညာလေးရအောင် guideline လေးသတ်မှတ်မှာဖြစ်တဲ့အတွက်ဒီအပေါ်မှာရှိနေတဲ့ကျွန်တော်တို့ကပေတံဘားလေးတွေကို သုံးပြီးတော့မှ guideline လေးသတ်မှတ်ပေးရပါမယ်တခါတလေမှကျွန်တော်တို့ပေတံဘားလည်းပျောက်နေတတ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ပေတံဘားလေးကပျောက်နေတယ်ဆိုရင်တော့ keyboard ကနေပြီးတော့မှအလွယ်တကူပဲ control ရယ် r ရယ်နှိပ်ပြီးတော့မှ ပေတံဘားလေးကိုကျွန်တော်တို့ပြန်ဖော်လို့ရပါတယ် ပေရန်ဘားလေးဖော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်ဘေးလေးမှာလေယာပေါက်လေးရှိတယ်ပေါ့နော်အခုလောလောဆယ်စာရွက်လေးတစ်ရွက်ခေါ်ထားတယ်လေယာပေါက်လေးမှာကြည့်လို့ဆိုရင် background layer ဆိုပြီးတော့မှကျွန်တော်တို့ဒီမှာပေါ်နေလိမ့်မယ်ပေါ့ဒီတော့ဒီရဲ့ background layer မှာအခုလောလောဆယ်ပေါက်ပုံစံကြီးဝင်နေတယ်ဒီတော့ layer ပေါ်မှာနှစ်ချက်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာ okay ဆိုတာလေးနှိပ်လိုက်တယ်ဆိုရင်တော့ layer 0ဆိုပြီးတော့ပြောင်းသွားမယ်ပေါက်ပုံစံလေးပြုတ်သွားမယ်ပေါ့တကယ်လို့ဒီရဲ့နေရာလေးမှာမြင်တွေ့နေရတဲ့ လေယာပေါက်လေးရလည်းတခါတလေမှာပျောက်နေတတ်ပါတယ်။လေယာပေါက်ပျောက်နေတယ်ဆိုရင်တော့ window menu တွေကနေပြီးတော့လေယာစွာလေးနဲ့ပြန် follow ရတယ်။ keyboard shortcut နဲ့ဆိုရင်တော့ app 7လေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ follow ရတယ်ပေါ့နော်။အခုလိုမျိုးကျွန်တော်တို့ကလေယာ0ဆိုပြီးတော့ပြောင်းသွားတယ်။ background layer မှာကျွန်တော်တို့ကသော့ပုံစံလေးရလည်းပြုတ်သွားပြီဆိုရင်တော့ control ရဲ့ t ရဲ့နှိပ်ပြီးတော့ pre transform tool လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်။ control နဲ့ t နဲ့ကိုနှဲလိုက်တာနဲ့တပြိုင်တည်းစာရွက်ရဲ့အလဲကောင်စင်တာအမှတ်လေးတွေမှာကျွန်တော်တို့အခုလိုမျိုးလေးတွေကျွန်တော်တို့ပေါ်လာပါလိမ့်မယ်ဒီလိုမျိုးပေါ်လာပြီဆိုမှ ပေရန်ဘားလေးရနေပြီးတော့မောင်းရက်လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့မှဂိုင်လိုင်းလေးတတ်မှတ်လိုက်မယ်ဒီဘက်ကပေရန်ဘားလေးရနေပြီးတော့လည်းမောင်းရက်လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့မှအခုလိုမျိုးစာရွက်ရဲ့အလဲကောင်စင်တာတက်တက်လေးမှာရောက်အခုလိုမျိုးဂိုင်လိုင်းလေးပေးခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့အန်တာလေးခောက်မယ် အခုလလဆယ်ဒီမှာ layer 0ဆိုပြီးတော့မှ DS ရွက်ကြီးကဖိဆွဲတယ်ဆိုရင်နေရာတွေရွေ့နေပါလိမ့်မယ်ဒီလိုမျိုးကျွန်တော်တို့နေရာတွေမရွေ့အောင် layer ဘောက်ကိုပြန်ပြီးတော့မှ lock ခတ်ခဲ့ပါမယ်ဒါကြောင့် layer ရဲ့အပေါ်မှာကျွန်တော်တို့တော့ပုံစံလေးရှိတယ်သူ့ကိုကလစ်တစ်ချက်နှိပ်ပြီးတော့မှဒီမှာလော်လေးပြန်ပြီးတော့ခတ်ခဲ့လိုက်မယ်ပေါ့ဒါဆိုရင် DS ရွက်ကကျွန်တော်တို့ကမောက်နဲ့ဖိဆွဲလဲနေရာတွေရွေ့မှာမဟုတ်တော့ပါဘူးကျွန်တော်တို့ဒါဆိုရင်ဒီထိနားလည်လောက်မယ်လို့ထင်တယ် ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က shape design လေးတစ်ခုစပြီးတော့ဆွဲပါမယ်။ tube box ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ elevate do survive shape do လေးကျွန်တော်တို့ယူခဲ့လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ bell ပုံစံအခုလိုမျိုးလေးကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်။ဒါလေးဆွဲပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ကအယောင်ကာလာလေးတွေကျွန်တော်တို့ပြောင်းပါမယ်။စာရွက်ကိုမြင်ကွင်းလေးနည်းနည်းလေးကျွန်တော်တို့ချဲ့ပါ။မြင်ကွင်းချဲ့တာက order ကိုလက်ကဖီမောက်ရဲ့ဘိန်းလုံးလေးနဲ့ကျွန်တော်တို့က မြင်ခွင့်အချုံအချက်လုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီကကျွန်တော်တို့ကဆွဲထားတဲ့ဘဲဥပုံစံရှိလေးကိုသူ့မှာကာလာအရောင်လေးတွေပြောင်းမယ်စတုတ်ကာလာကိုတော့နန်းထားခဲ့လိုက်မယ်ဖေးကာလာကိုတော့ကျွန်တော်တို့ကအနီအောင်လေးထားခဲ့လိုက်မယ်ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာမုတ်တူလေးကိုကျွန်တော်တို့ပြပြီးတော့ခေါ်ပေးခဲ့ပါအခုလောလောဆယ်ကျွန်တော်တို့ဆွဲထားခဲ့တဲ့ elliptic shape လေးဟာဒီရဲ့ပုံစံနေထားလေးရှိတယ်ဒါအောင်မှကျွန်တော်တို့ကကိုယ့်ရဲ့စိတ်တိုင်းကျပြန်ပြီးတော့မှဒီရဲ့ shape လေးကိုပြင်ဖို့ရအတွက်တူးပေါက်ထဲကနေပြီးတော့မှကျွန်တော်တို့က ဒါရိုက် selection tool လေးခေါ်လိုက်ပါမယ်ဒါရိုက် selection tool keyboard shortcut ကျွန်တော်တို့ AO နှိပ်ပြီးတော့ခေါ်လို့ရတယ် tool box ကနေပြီးတော့မှကျွန်တော်တို့ဒီမှာဒါရိုက် selection tool ဆိုတာလေးကျွန်တော်တို့ခေါ်လို့ရတယ်ခေါ်ပြီးသွားပြီဆိုရင်တော့ဒီမှာရှိတ်မှာအောက်ခြေက pointer လေးမှာ click တစ်ချက်ထောက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကအခုလိုမျိုးလေးဆွဲခက်လိုက်မယ်ဒီပုံစံတန်းလေးဆွဲခက်လိုက်မယ်ပြန်တော့ကျွန်တော်တို့သူ့ရဲ့ pointer လေးတွေကနေပြီးတော့မှ click တစ်ချက်နှိပ်မယ်ကျွန်တော်တို့ဒီမှာအခုလိုမျိုးလေးထားခဲ့လိုက် အခုလိုမျိုးလေးတွေကျွန်တော်တို့ဆွဲခဲ့ပေးလိုက်မယ်ပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ဆွဲထားခဲ့တဲ့ရှိန်လေးကအခုလိုပုံစံလေးရရှိသွားပါလိမ့်မယ်ပြီးရင်တော့ဘူယိုနှိပ်ပြီးတော့မူတူးလေးကိုပြန်ခေါ်မယ်ကျွန်တော်တို့ဆွဲထားခဲ့တဲ့ရှိန်လေးကအခုလိုပုံစံလေးကျွန်တော်တို့ရသွားတယ်သူ့ကိုကျွန်တော်တို့က copy လေးတွေပွားပါမယ် copy ပွားတဲ့အခါမှာအဝိုင်းလိုက်လေးကျွန်တော်တို့ကရအောင် copy လေးပွားချင်တာဖြစ်တဲ့အတွက် Photoshop မှာ layer ပွားချင်တယ်ဆိုရင်နီလန်၃ခုနဲ့ကျွန်တော်တို့ပွားလို့ရတယ် ပထမတစ်ခုကတော့ဆက်လက်လေးမှတ်ထားပြီးတော့မှ control ရဲ့ g ရဲ့နှိပ်ပြီးတော့ပွားတယ်ပေါ့ဒါဆိုရင်လည်းကျွန်တော်တို့ကနေရာပွားသွားမယ်ပေါ့နော် control z လေးပြန်ခေါ်လိုက်ပါမယ်နောက်တနည်းကကျွန်တော်တို့က order ကိုလက်ကဖေးမောက်ရလက်ကလက်လေးနဲ့ဖိဆွဲပြီးတော့လဲအလွယ်တကူကျွန်တော်တို့ copy ပွားလို့ရတယ်ဒီကနီလန်းနေသုံးပြီးတော့မှ copy ပွားတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာအတဲ့အနေထားလေးပဲရနေလိမ့်မယ် ကျွန်တော်တို့ကအတဲအနေထားလိုချင်တာမဟုတ်ဘူးစက်ဝိုင်းပုံစံကျွန်တော်တို့ကဒီရဲ့ရှိန်လေးတွေကိုအဝိုင်းလိုက်လေးကျွန်တော်တို့ကဖြစ်သွားစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာလေယာပေါင်လေးမှာ elibit 1ဆိုပြီးတော့ပေါ်နေတယ်ဒါကိုပထမတစ်ခေါက်ကျွန်တော်တို့ကသူ့ရဲ့လေယာလေးကိုပွားထုတ်လိုက်မယ် control ရဲ့ jr နှိပ်ပြီးတော့ပွားထုတ်လိုက်မယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့နည်းနည်းလေးလဲနိုင်ပါတယ်ဒါကြောင့်သင်္ချာလေးလိုက်ပြီးတော့မှကြည့်ပေးဖို့လိုပါလိမ့်မယ် ကျွန်တော်တို့ဒီမှာ control ရဲ့ JN နှိပ်လိုက်တာနဲ့တပြိုင်တည်း layer ဘောက်မှာ elibit 1 copy ဆိုပြီးတော့မှာဒီရဲ့ shape လေးကကျွန်တော်တို့တခုပွားသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ကွန်ထရိုးရဲ့ဂျီရဲ့နှိပ်ပြီးတော့ကျွန်တော်တို့ပွားခဲ့ပေးလိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့လှည့်ဖို့ရာအတွက် control ရဲ့ t ရဲ့နှိပ်ပြီးတော့ pre transform tool လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်ကွန်ထရိုးရဲ့ TA နှိပ်ပြီးတော့ pre transform tool လေးကျွန်တော်တို့ခေါ်လိုက်မယ်။ copy သွားပြီဆိုရင်တော့ကျွန်တော်တို့က DSY လေးကိုအခုလောလောဆယ်လှည့်တဲ့အခါမှာဆိုရင် ကျွန်တော်တို့ DS နေရာကနေပြီးတော့ပဲကျွန်တော်တို့လှည့်နေပါလိမ့်မယ်။ ကျွန်တော်တို့လိုချင်တာကအခုဒီနေရာကနေပြီးတော့လှည့်ချင်တာမဟုတ်ဘဲနဲ့စာရွက်ရဲ့အလဲကောင်းစင်တာဒီနေရာလေးကနေပြီးတော့ကျွန်တော်တို့လှည့်ချင်တာဖြစ်တဲ့အတွက် control t ကိုယူပြီးသွားပြီဆိုရင် order ကိုလက်ကဖိပြီးတော့မှကျွန်တော်တို့စာရွက်ရဲ့အလဲကောင်းစင်တာလေးမှာကျွန်တော်တို့ကကလစ်တစ်ချက်ကျွန်တော်တို့ထောက်ပေးရပါမယ်အခုလိုမျိုးလေးပြီးသွားပြီဆိုမှကျွန်တော်တို့ဒီအပေါ်က option bar လေးမှာလှည့်မဲ့ degree ကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်လှည့်မဲ့ degree ကိုလိုချင်တဲ့အခါမှာကျွန်တော်တို့က စဝိုင်းတဝိုင်းရဲ့ပပတ်လေဒီပပတ်လေ360ဒီဂရီကိုတီးပြီးတော့မှကိုပွားထုတ်လို့တဲ့အရေးအတွက်နဲ့ကျွန်တော်တို့စပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီရဲ့ရှိတ်လေးတွေကိုကျွန်တော်တို့ကအခု30ပွားမယ်ဆိုပါဆိုပါနော်အဲ့တော့ကျွန်တော်တို့ကစဝိုင်းတဝိုင်းရဲ့ပပတ်လေဒီဂရီက360ဒီဂရီရှိတယ်360ဒီဂရီကိုတီးပြီးတော့မှကျွန်တော်တို့ပွားထုတ်မယ်အရေးအတွက် 30နဲ့စားပေးရမယ်ပေါ့ဒီတော့ကျွန်တော်တို့ဒီမှာကာကူလေတာလေးတစ်ချက်လောက်ခေါ်လိုက်ပါမယ်ကျွန်တော်တို့ကဒီမှာအခု30ပွားချင်တာဖြစ်တဲ့အတွက်360ကိုတီးပြီးတော့မှအစားစားလိုက်ပါမယ် ဘယ်နှခုပွားကျင်တာလဲအခု30ပွားကျင်တာဖြစ်တဲ့အတွက်30နဲ့စားလိုက်မယ်အန်တာလီခေါလိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာစနစ်ဆုံးပြီးတော့မှကျွန်တော်တို့ရတယ်ပေါ့နော်ဒီတော့ရလာတဲ့တန်ဘိုးလေးကိုကျွန်တော်တို့ကဒီရဲ့အပေါ်ကကျွန်တော်တို့ option bar မှာ rotate လဲ့တဲ့နေရာလေးမှာကျွန်တော်တို့ကချိုက်ထည့်ပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိတ်လေးကအခုလိုမျိုးလေး7 degree လောက်လေးသူကလှည့်ပေးသွားမယ်ပေါ့ဒီလိုပုံစံလှည့်ပေးသွားပြီဆိုမှကျွန်တော်တို့ကအန်တာလေးခောက်လိုက်မယ်နောက်တစ်ချက်အန်တာလေးထပ်ပြီးတော့ခောက်ပါမယ် နောက်ထပ်ရှိတ်လေးတွေကိုကျွန်တော်တို့ကအော်တိုပွားစီချင်တာဖြစ်တဲ့အတွက်ကီးဘုတ်ကနေပြီးတော့ shortcut key သုံးပြီးတော့ပွားပါမယ် control ရယ် order ရယ် shift ရယ်ကိုလက်ကပ်ပြီးတော့ TO တစ်ချက်ချင်းနှိပ်တယ်ဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးလေးရှိတ်လေးတွေက copy ပွားပြီးသွားတာဖြစ်ပါတယ် copy လေးပွားပေးသွားတယ်သူက7ဝိုင်း2ဝိုင်းရဲ့ပပတ်လေ degree အတိုင်းပဲကျွန်တော်တို့အခုလိုမျိုးအညီအညာလိုက်လေးသူကပွားပေးသွားတာကိုတွေ့ရပါတယ်ဒီတော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ရပြီဆိုရင် လေယာပေါင်းလေးမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ပွားထားခဲ့တဲ့ပုံစံလေးတွေကအခုလိုမျိုးပုံစံလေးဖြစ်နေပါလိမ့်မယ်။ဒီတော့ဒါတွေအားလုံးကိုကျွန်တော်တို့ကဆက်လက်လေးမှတ်ပြီးတော့မှ control ရဲ့ e ရဲ့နှိပ်ပြီးတော့ကျွန်တော်တို့ပေါင်းခဲ့ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာပွားထားတာလေးတွေဒီမှာကျွန်တော်တို့ကမူရင်းရှိတ်လေးတခုရှိတယ်ပေါ့နော်။အဲ့တော့ဒီရဲ့ရှိတ်လေးကိုကျွန်တော်တို့က copy လေးထပ်ပြီးတော့ပွားမယ်။ order ကိုလက်က v ရှစ်ကိုလက်ကပြီးပြီးတော့အောက်နားလေးမှာ copy လေးပွားလိုက်ပါမယ်။ control ရဲ့ t ရဲ့နှိပ် နည်းနည်းလေးကျွန်တော်တို့ကရှိတ်လေးကိုသေးလိုက်မယ်အန်တာလေးခောက်လိုက်ပါမယ်သူ့ကိုလည်းကျွန်တော်တို့ကထပ်ပြီးတော့မှ copy လေးပွားချင်တာဖြစ်တဲ့အတွက် control ရဲ့ j ရဲ့နှိပ်ပြီးတော့ copy တစ်ခုထပ်ပြီးတော့ပွားခဲ့လိုက်မယ်အစောနာလိုပဲ control ရဲ့ t ရဲ့နှိပ်ပါမယ်ကျွန်တော်တို့ကစာရွက်ရဲ့အလဲကောင်စင်တာကနေပြီးတော့ပွားချင်တာဖြစ်တဲ့အတွက် order ကိုလက်ကပ်ပြီးပြီးတော့စာရွက်ရဲ့အလဲကောင်စင်တာလောက်မှာ click တစ်ချက်နှိပ်ခဲ့လိုက်မယ်အခု30ပွားချင်တာဖြစ်တဲ့အတွက်360ဒီဂရီကိုတီးပြီးတော့မှ အခု30နဲ့စားမယ်ရလာတဲ့အဖြေကစက်နှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီဂရီလှည့်တဲ့နေရာလေးမှာစက်နှစ်ဆိုပြီးတော့ရိုက်ထည့်မယ်အန်ဒါလေးခောက်မယ်အန်ဒါလေးခောက်မယ်ပြီးရင်တော့ကျွန်တော်တို့ကဇက်တိုက်ပွားသွားဖို့ရအတွက် control order shift တီကိုကျွန်တော်တို့ကတစ်ချက်ချင်းလေးနှိပ်ပေးလိုက်တယ်ဆိုရင်တော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ပွားသွားတာကိုတွေ့ရပါလိမ့်မယ် ဒါဆိုရင်တော့ကျွန်တော်တို့ကဒီလိုပုံစံလေးရလာပြီပေါ့နော်အဲ့တော့ layer ပေါက်မှာကျွန်တော်တို့ကပွားထားခဲ့တဲ့ layer တွေအများကြီးပဲဖြစ်နေတယ်ဒီတော့ကျွန်တော်တို့က shift ကိုလက်ကပြပြီးတော့မှကျွန်တော်တို့အားလုံးကိုပေါင်းပြစ်လိုက်မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီမှာ shift ကိုလက်ကပြပြီးတော့မှကျွန်တော်တို့ပေါင်းခဲ့လိုက်မယ်အားလုံးကျွန်တော်တို့ဆက်လက်ပေးပြီးသွားပြီဆိုရင်တော့ control နဲ့ e နဲ့ကိုနှိပ်ပြီးတော့ပေါင်းခဲ့မယ်။ဒါကကျွန်တော်တို့ကအတွင်းထဲကဒီရဲ့ layer လေးဖြစ်မယ်ပေါ့။သူ့ကိုကျွန်တော်တို့အယောင် color တွေပြောင်းချင်တာလာရတယ်။ သူ့ရဲ့နေရာလေးပေါ်မှာကျွန်တော်တို့နှစ်ချက်နေပြီးတော့မှ blending option ပေါက်ထဲကနေပြီးတော့မှ color over လေးဆိုတဲ့ထဲကိုဝင်မယ်ဒီထဲကနေပြီးတော့မှကျွန်တော်တို့ကဘာအရောင်လေးပြောင်းချင်လဲကိုပြောင်းလို့တဲ့အရောင် color လေးကိုကျွန်တော်တို့ရွေးပြီးတော့ okay နေခဲ့ okay နေခဲ့ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုး shape ပုံစံလေးရောက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ layer ပေါက်မှာသူတို့တွေအားလုံးကို select လေးမှတ်မယ် control e ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ layer အားလုံးပေါင်းခဲ့လိုက်ပါမယ် control ရဲ့ t ရဲ့နှိပ်ပြီးတော့မှ ျွန်တော်တို့ဒီရဲ့ရှိန်လေးတစ်ခုရပ်သွားပြီဖြစ်တဲ့အတွက်အနှဲငယ်လေးကျွန်တော်တို့သေးခဲ့လိုက်မယ်ပေါ့ပြီးရင်တော့ကျွန်တော်တို့ကဒီရဲ့နေရာလေးမှာကျွန်တော်တို့ထားလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့အန်တာလေးခောက်မယ်ဒါဆိုရင်ကျွန်တော်တို့ Photoshop ထဲမှာအခုလိုမျိုးရှိတ်ပုံစံလေးတစ်ခုကျွန်တော်တို့ဆွဲပြီးသွားပြီပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်တို့ကမတူညီတဲ့ရှိတ်ပုံစံလေးတွေထပ်ပြီးတော့ဆွဲပါဦးမယ်ဒါကြောင့် Tube ထဲကနေပြီးတော့မှကျွန်တော်တို့က Custom ရှိတ်လေးယူလိုက်မယ်ပြီးရင်တော့ right click လေးနှိပ်ပြီးတော့မှဒီထဲကနေပြီးတော့မှကျွန်တော်တို့က ဘလိုမျိုးရှိတ်ပုံစံလေးလိုချင်လဲပေါ့နော်အဲ့တော့ဒီထဲကနေပြီးတော့ကျွန်တော်တို့ရှိတ်တစ်ခုခုလောက်ရွေးချယ်ခဲ့လိုက်ပါမယ်အခုဒီထဲမှာကျွန်တော်နမူနာအနေနဲ့ဒီကကျွန်တော်တို့ကပန်းပွင့်ပုံစံလေးယူလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကရှစ်ကိုလက်ကဖိပြီးတော့မှခြေလေးတစ်ခုဆွဲခဲ့လိုက်မယ်သူ့ရဲ့ကာလာကိုတော့ကျွန်တော်တို့ကစတောက်ကာလာကိုနန်းထားခဲ့မယ်ဖေးကာလာကိုတော့ကျွန်တော်တို့က အနီအောင်လေးပဲထားခဲ့လိုက်မယ်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာအပြာရောင်လေးထားခဲ့ပါမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်တို့သတ်မှတ်ထားတဲ့ guideline နဲ့အလဲကောင်စင်တာလေးမှာကြအောင်ကျွန်တော်တို့ချိန်ပေးခဲ့ပါမယ်အခုလိုမျိုးလေးကျွန်တော်တို့ရပြီဆိုရင်တော့သူ့ကိုစောင်းနှားလိုပဲကျွန်တော်တို့ကအဝိုင်းလိုက်လေးကျွန်တော်တို့ copy ပွားဖို့ရာအတွက်ပထမတစ်ခု copy လေးပွားပါမယ် control ရဲ့ g ရဲ့နှိပ်ပြီးတော့ copy လေးပွားလိုက်ပါမယ် ပြီးသွားပြီဆိုရင်တော့ control နဲ့ t နဲ့ဟိုနှိပ်ပြီးတော့ pre transform tool လေးခေါ်ပါတယ်အခုလိုမျိုး pre transform tool လေးခေါ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က dh shape လေးကိုစာရွက်ရဲ့အလဲကောင်းစန်တာ guideline layer နဲ့ပြီးတော့မှလှည့်ချင်တာဖြစ်တဲ့အတွက် order ကိုလက်ကဖိပြီးတော့မှမောင်းရဲ့လက်ကလေးလေးနဲ့ click တစ်ချက်ထောက်ခဲ့ပါမယ်ပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ကအခု30ပွားချင်တာဖြစ်တဲ့အတွက်ရလာတဲ့ degree tempo လေးက360ကို30နဲ့စားတော့72ရတယ် ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီဂရီတန်ဖိုးလေးမှာဆက်နှစ်ဆိုပြီးတော့ရိုက်ထည့်မယ်အန်ဒါလေးခောက်မယ်အန်ဒါလေးခောက်မယ်ပြီးသွားပြီဆိုရင်တော့ဇက်တိုက် copy ပွားသွားဖို့ရအတွက် control ရယ် order ရယ်ရှေ့ရယ် tr ကိုကျွန်တော်တို့ကတစ်ချက်ချင်းလေးနှိပ်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးလေးကျွန်တော်တို့က swipe ပုံစံလေးချိန်လေးတွေကို copy ပွားပေးသွားတော့ကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီလိုပုံစံလေးရပြီပေါ့နော် အဲ့တော့ရလာတဲ့ကျွန်တော်တို့ကဒီမှာရှိတ်လေးတွေအားလုံးကိုဆက်လက်လေးမှတ်မယ် control နဲ့ e နဲ့ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ layer တွေအားလုံးပေါင်းခဲ့လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီရဲ့ layer တွေကဒီရှိတ်လေးပေါ့သူ့ကိုလည်း control d ကိုနှိပ် size လေးကျွန်တော်တို့သိခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ under လေးခောက်လိုက်ပါမယ်ဒီရှိတ်လေးကိုတော့ကျွန်တော်တို့ကဒီနားလေးမှာကျွန်တော်တို့ထားပေးမယ်ပေါ့ ဒါဆိုရင်ကျွန်တော်တို့အခုလိုမျိုးရှိတ်ပုံစံလေးနှစ်ခုကျွန်တော်တို့စွဲထားလောက်ပြီလို့ထင်တယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ကဒီရဲ့နီလန်လေးတွေကိုအသုံးပြုပြီးတော့နောက်ထပ်ဘလို့ပုံစံလေးတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့24ပစ္စည်းလိုပုံစံလေးတွေစွဲတဲ့အခါမှာဆိုရင်လေဒီရဲ့နီလန်လေးအတိုင်းပဲကျွန်တော်တို့စွဲပေးရတယ်ပေါ့နော်။ဒီတော့ကျွန်တော်တို့က24ပစ္စည်းဒီစက်ဝိုင်းပုံစံလေးကျွန်တော်တို့စွဲဖို့ရအတွက်ဆိုရင်လေတူပေါက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာလေးလောင်းကွဲချိန်လေးကျွန်တော်တို့ rectangle shape လေးကိုကျွန်တော်တို့ယူလိုက်မယ်။ ။ဟောဒီမှာကျွန်တော်တို့က၄တောင်းခွက်လေးတခုကျွန်တော်တို့ဆွဲခဲ့လိုက်မယ်ပေါ့။အခုလိုမျိုးကျွန်တော်တို့၄တောင်းခွက်ရှိတ်လေးဆွဲခဲ့လိုက်ပါမယ်။သူ့မှာလည်းကျွန်တော်တို့ကကာလာအယောင်လေးတွေမှာကိုကြိုက်နဲ့သက်တဲ့ကာလာအယောင်လေးတခုခုကိုပြောင်းခဲ့ပေးလိုက်ပါမယ်။ဒါလေးပြီးသွားပြီဆိုရင်တော့ဒီရဲ့ရှိတ်လေးကိုကျွန်တော်တို့ကပြင်ဖို့ရာအတွက်ကီးဘုတ်ရှော့ကတ်ကနေပြီးတော့ AO နှိပ်ပြီးတော့ဒါလိုက် selection tool လေးခေါ်လိုက်မယ်ဒီလိုမှမဟုတ်ကျွန်တော်တို့2ဘောက်ထဲကနေပြီးတော့ ဒါ right selection 2ကိုခေါ်လို့ရပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က DX ရှင်လေးမှာအလဲကောင်း center လေးကိုကျွန်တော်တို့ကကြအောင်ချိန်ပေးရပါမယ်ဒီတော့ DX နေရာလေးမှာကျွန်တော်တို့ကအလဲကောင်း center ကြမကြကျွန်တော်တို့ကဒီမှာ control D ကိုနှိပ်ပြီးတော့တစ်ချက်ချိန်ကြည့်လို့ရတယ်ပေါ့ဒီလိုမျိုးလေးချိန်ပြီးသွားပြီဆိုရင်ဆိုမှ2 out ထဲကနေပြီးတော့မှဒါ right selection 2လေးကျွန်တော်တို့တစ်ချက်ခေါ်မယ်သူ့ရဲ့ pointer လေးမှာကျွန်တော်တို့တစ်ချက်နှိပ်မယ် ပြီးရင်တော့ရှစ်ကိုလက်ကပြပြီးတော့မှအလဲကောင်စင်တာလေးမှာကျွန်တော်တို့အခုလိုမျိုးလေးထားပေးမယ်ဒီဘက်ကပွိုင်တာလေးမှာကလဲတစ်ချက်နေမယ်ရှစ်ကိုလက်ကပြပြီးတော့မှအလဲကောင်လေးမှာထားပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီအပေါ်ပိုင်းချမ်းလေးမှာကျွန်တော်တို့ရှိတ်လေးကိုအဝိုင်းပုံစံလေးကျွန်တော်တို့ပြင်ဖို့ရာအတွက်တူးပေါက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာကပ်ချာဘန်တူးဆိုတာလေးကျွန်တော်တို့ယူလိုက်မယ်ပေါ့နော်အဲ့တော့ဒါလေးယူမယ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးကနေပြီးတော့အခုလိုမျိုးပုံစံလေး ကျွန်တော်တို့ရှိတ်လေးကိုအကွေးပုံစံလေးကျွန်တော်တို့ဖန်တီးလိုက်လို့ရပါတယ်။ဒါလေးကျွန်တော်တို့အားလုံးပြီးသွားပြီဆိုရင်တော့ဘူယိုနှိပ်ပြီးတော့မှမူတူးလေးကိုကျွန်တော်တို့ပြန်ခေါ်လိုက်မယ်။ပြီးပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ကကော်ပီလေးပွားလိုက်ပါမယ်။ကော်ပီမပွားခင်အရင်ဆုံးကျွန်တော်တို့ကဒီရဲ့ရှိတ်လေးကိုစာရွက်ရဲ့အလဲအောင်စင်တာလောက်လေးမှာထားပေးထားမယ်။ပြန်တော့ control ရဲ့ g ရဲ့နှိပ်ပြီးတော့ copy လေးပွားလိုက်မယ် copy ပွားပြီးပြီဆိုရင်တော့ control နဲ့ t နဲ့နှိပ်ပြီးတော့ free transform tool လေးကိုခေါ်ပါမယ် ပြီးရင်တော့ကျွန်တော်တို့က DHL လေးမှာဒီအောက်ခြေလောက်ကနေပြီးတော့ကျွန်တော်တို့ copy ပွားချင်တာဖြစ်တဲ့အတွက် order ကိုလက်ကဖိပြီးတော့မှဒီမှာအောက်ခြေ download လေးမှာကျွန်တော်တို့ click တစ်ချက်နှိပ်ခဲ့ပေးပါမယ်။သူ့ရောကျွန်တော်တို့က24ပစ္စည်းပုံစံလေးဆွဲမှာဖြစ်တဲ့အတွက်24ခု copy ပွားမယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ကစဝိုင်းတဝိုင်းရဲ့ပတ်ပတ်လည် degree က360 degree ရှိတယ်။360 degree ကိုတီးပြီးတော့မှကျွန်တော်တို့ပွားထုတ်မဲ့အရေးအတွက်နဲ့စားပေးရမှာဖြစ်တဲ့အတွက် 360ကို24နဲ့စားရင်ဘယ်လောက်ရလဲဆိုတာလေးသိအောင်စားကြည့်လိုက်ပါမယ်360အစား24ခုပွားမှာဖြစ်တဲ့အတွက်24နဲ့ကျွန်တော်တို့စားပါမယ်ရလာတဲ့တန်ဖိုးလေးကကျွန်တော်တို့15ဆိုပြီးတော့မှရလာပါတယ်ဒီတော့ဒီရရလာတဲ့တန်ဖိုးလေးကိုကျွန်တော်တို့ကလှည့်မဲ့ကျွန်တော်တို့နေရာလေးထဲမှာဒီဂရီတန်ဖိုးထည့်တဲ့နေရာလေးမှာရိုက်ထည့်ပေးပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကအန်တာလေးခေါက်မယ်အန်တာလေးခေါက်လိုက်ပါမယ် ပြီးပြီဆိုရင်တော့ကျွန်တော်တို့ control ရဲ့ order ရဲ့ရှေ့ရဲ့တင်ရကိုကျွန်တော်တို့ကတစ်ချက်ချင်းလေးနှိပ်တယ်ဆိုရင်တော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ပွားပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီလိုပုံစံလေးပွားပေးသွားမယ်ပေါ့နော်အဲ့တော့ရလာတဲ့ကျွန်တော်တို့ဒီမှာ layer ပေါက်မှာခြေလေးတွေကကျွန်တော်တို့ copy လေးတွေပွားနေပါတယ်ဒီတော့ဒီရဲ့ copy ပွားနေတာလေးတွေကိုကျွန်တော်တို့က select လေးမှတ်ခဲ့ပေးပါမယ် ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ control နဲ့ e နဲ့နှိပ်ပြီးတော့ပေါင်းခဲ့လိုက်ပါမယ်။ပေါင်းပြီးသွားပြီဆိုရင်တော့ layer ပေါ်မှာနှစ်ချက်နေမယ်။ကျွန်တော်တို့ color အယောင်နေပြင်ချင်တယ်ဆိုရင်လည်းပြင်လို့ရတယ်။စတုတ် color လေးတွေကျွန်တော်တို့ကထည့်ချင်တယ်ဆိုရင်လည်းအခုလိုမျိုးပုံစံလေးတွေကျွန်တော်တို့ထည့်ခဲ့လို့ရတယ်ပေါ့နော်။ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်ကဒီရဲ့ဓာတ်ပုံလေးမှာဆွဲထားခဲ့တဲ့အခုလိုမျိုးပုံစံလေးမဖြစ်တော့ကဆွဲထားခဲ့တဲ့ကျွန်တော်တို့ကရှိတ်ကနည်းနည်းလေးကျွန်တော်တို့ကြည့်သွားတဲ့အတွက် ဒီလိုပုံစံအနေထားလေးကျွန်တော်တို့မဖြစ်နေတာပေါ့နော်အဲ့တော့ကိုကိုတိုင်းပြန်ပြီးတော့ဆွဲတဲ့အခါမှာဆိုရင်တော့ချိန်လေးကိုကျွန်တော်တို့ကနည်းနည်းလေးကျွန်တော်တို့ချုပ်ပြီးတော့ဆွဲမယ်အခုလိုမျိုးပုံစံလေးလှည့်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့24ပစ္စည်းလိုပုံစံလေးကျွန်တော်တို့ရရှိသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်ဒီရက်သင်ခန်းစာလေးကကျွန်တော်တို့ Photoshop သုံးတဲ့သူတွေအတွက်အရန်သုံးဝင်မဲ့သင်ခန်းစာလေးတစ်ခုဖြစ်ပါတယ်ဒီရက်နီလန်လေးတွေကိုကျွန်တော်တို့သိထားတယ်ဆိုရင် Photoshop မှာအခုလိုမျိုး ပတ်တန်ဒီဇိုင်းလေးတွေကျွန်တော်တို့များစွာစွဲနိုင်မှာဖြစ်ပါတယ်။ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့စွဲကြည့်လို့ရပါတယ်။အကယ်၍ကိုကိုရိုင်းစွဲတဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုရိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်း Photoshop ထဲမှာအခုလိုမျိုးပုံစံလေးတွေကိုကိုကိုရိုင်းစွဲလန်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DIY dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာ။ အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲချက်နှားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ